ရောကကကဘန်ကောက်မြို့ရဲ့ဈေးအကြီးဆုံးမြေဧရိယာ73မှာရှိတဲ့ကျောက်ပိုက်ကွန်ဒိုလေးခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးဝင်မင်္ဂလာပါကျွန်မရဲ့ Jessica ပါ property specialist နဲ့ influencer ဖြစ်ပါတယ်ဆိုတော့အခုရောက်နေတာကတော့ဘန်ကောက်မှာယုံနေတဲ့တန်ယုံတွေအများဆုံးရှိတဲ့ first CBD area လေးဖြစ်တဲ့73 area ကိုဖြစ်ပါတယ်။ဒီ73 area ကဆိုလို့ရှိရင်အာအခုရောက်နေတာချုံလို့စီ station ပေါ့နော်။ဒီချုံလို့စီ station ကစရန် station နဲ့ဆိုလို့ရှိရင်တုံးမတိုင်နဲ့သွားရတာဖြစ်ပါတယ်။ဒါအခုပြပေးမယ်ကွန်ဒိုလေးကတော့ချုံလို့စီ BTS station ကနေပြီးတော့ BRT တုံးမတိုင်စီရနဲ့ရောက်တဲ့အာကွန်ဒိုလေးကိုပြပေးတော့မှာဖြစ်ပါတယ်။ ကအခုရောက်နေတဲ့ condo project လေးကတော့ AP Diploma ကမကြခင်ဆောက်လုပ်တော့မှာဖြစ်တဲ့ Life Setu Narrative 22ဆိုတဲ့ condo project လေးပဲဖြစ်ပါတယ်။ဒီ condo က AP ရဲ့ Life Series တွေမှာဆိုလို့ရှိရင်ပထမဦးဆုံး launch လုပ်လိုက်တဲ့ low rise condominium အမျိုးအစားလေးပဲဖြစ်ပါတယ်။အာဒီကုနိုမှာဆိုလို့ရှိရင်အာအထပ်ပေါင်း၈ထပ်ပေါင်းမှာဖြစ်ပြီးတော့စုစုပေါင်းအစအုပ်၂ခုပေါင်းမှာဖြစ်ပါတယ်။ ဒီကုနိုလေးက2026 quarter 3မှာပြီးမှာဖြစ်ပြီးတော့ no right ဆိုပေမဲ့ live series ဆိုတဲ့အတိုင်းပဲအာ facility တွေကတော့အမိုက်စားတွေပေါင်းနေမှာဖြစ်ပါတယ်ဘလို့ facility တွေပေါင်းမှာလဲဆိုတော့အာ swimming pool တွေ gym တွေ co-working space တွေအကြီးနေထိုင်သူတွေအနားယူလို့ရမယ် glass forest glass house ဒီအကြီး spa ပါပေါင်းရုံမှာဖြစ်ပါတယ် ဒီကွန်ဒိုရဲ့အနေမှာ international school ခုနှစ်ခုတောင်ရှိတဲ့အတည်းအ shop အနေနဲ့ဆိုလို့ရှိရမယ် central roma 3 king power mahanakho film complex နဲ့ one park တို့ရှိရဖြစ်ပါတယ်အခန်းမျိုးစားအနေနဲ့ဆိုလို့ရှိရင်သူမှာ1ဘက်လုံး26စကွဲမီတာနဲ့30စကွဲမီတာတို့ရှိပြီးတော့ဈေးနှုန်းအရဆိုလို့ရှိရင်3.7 million ဘက်ကနေစတင်ပြီးတော့ဝယ်ယူလို့ရမှာဖြစ်ပါတယ် 1 bedroom flat ဆိုလို့ရှိရင်တော့34 square meter ဆက်ပြီးတော့ရှိမှဖြစ်ပြီးတော့ဈေးနှုန်းအရဆိုလို့ရှိရင်5.4 million baht လောက်ကနေပြီးတော့စတင်ဝယ်လို့ယူလို့ရမှာဖြစ်ပါတယ်။2 bedroom 52 square meter ကိုတော့7.8 million baht ကနေစတင်ပြီးတော့ဝယ်ယူလို့ရမှာဖြစ်ပါတယ်။ဒီကိုလို့ရဲ့ဒုချာကကတော့ investor တွေအတွက်အခွင့်အရေးအများကြီးပေးတာတဲ့အတွက် unit အများကြီးဝယ်ယူတဲ့သူတွေကိုဈေးအများကြီးထိရောက်ပေးအောင်မှာဖြစ်ပါတယ်။ ။စာကူးပြောင်းရင်မဲ့အခန်းလေးကတော့30စကွဲမီတာကျယ်တဲ့ one bed ဟိုခန်းမျိုးစာလေးပါ။အာဟိုဘက်အချမ်းဝုံးဝင်ကျင်းမှာဆိုလို့ရှိရင်အာ kitchen လေးပါမှာဖြစ်ပါရဲ့။အာဒါကတော့ living area ကြီးပါအာဒီဘက်အချမ်းမှာဆိုလို့ရှိရင်အာ space ရှိရဲ့အတွက်အာအလုံးလုံးတဲ့နေရာလေးလုပ်လို့ရမယ်ဒါကတော့အိမ်ခန်းလေးပါဒီမှာဆိုလို့ရှိရင် veranda လေးပါမှာဖြစ်ပါတယ် ဒီအခန်းလေးကမှန်အပြည့်နဲ့ပဲဆိုတော့အလင်းရောင်အရန်ကောက်တဲ့အခန်းလေးပဲဖြစ်ပါတယ်ကခုပြပေးမယ်အခန်းမျိုးစားကတော့35 square meter ကျတဲ့1 bedroom plus အခန်းမျိုးစားလေးပဲဖြစ်ပါတယ်။ဝင်ဝင်ချင်းမှာဒီလိုမျိုး kitchen လေးပါမှာဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင် slide တော့ရှိတဲ့အတွက်ဟင်းချတဲ့အချိန်ကပိတ်ထားလို့ရတယ်။ပြီးတော့ရင်ဒါလေးကတော့ living space လေးပါ။ဒီမှာဆိုလို့ရှိရင် dining space လေးလုပ်လို့ရမယ်။ 1 bedroom plus ဆိုတဲ့အတိုင်းပဲဒါလေးကတော့အခန်းပုံလေးပါဒီဘက်အချမ်းမှာဆိုလို့ရှိရင် warranty လေးရှိမှာဖြစ်ပါတယ်ဒါလေးကတော့အိတ်ခန်းလေးပါအာဒီအိတ်ခန်းကအိတ်ခန်းကြီးပဲမဟုတ်အပနာလီမှာနေရရှိတဲ့အတော့ဟာအလုံးအလုံးလုတ်တဲ့သူတွေလည်းအဆင်ပြေရပေါ့နော်အိမ်မှာနေလုံးလုံးလုံးလို့ရအောင်လို့သူကအိပ်ပက်ချန်လေးမှာ walking space လေးပါလုပ်ပေးလာပါတယ်ဒီမှာဆိုလို့ရှိရင်အာ ဝဲ draw ထားလို့ရမယ်။ဒါကတော့ဒီနိုင်ချိုးခံလေးပါ။ဒီကုနိုလေးကကျုပ်ပွိုက်ဖြစ်တာမို့လို့အခုအချိန်မှာဒေါင်းပေးမှ၁၂ရာခိုင်နှုန်းပေးပြီးတော့ပိုက်ဆိုင်နိုင်မှာဖြစ်ပါတယ်။အဲဒီဒီလိုမျိုးကျိုးပိုက်ကွန်တိုလေးကိုစတုံဧရိယာမှာဈေးတက်တက်တာနဲ့ဝယ်ယူနေဆိုလို့ရှိရင်တော့ကကရဲ့ Jessica Property Specialist ကိုလာရောက်မြင်ပြီးတော့ဝယ်နိုင်မှာပြီဒီနေ့ဗီဒီယိုလေးရိုက်တိလောက်ပဲမို့ချပင်မှာပြန်မြင်ကြမယ်နော်တတား